အားလုံးပဲမင်္ဂလာပါဗျာ GDS channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ပြီးခဲ့တဲ့ UFC Fight Night Event ပွဲစဉ်တုန်းကပွဲပြီးသွားတဲ့အချိန်မှာစင်အောင်ထင်းမှာရန်ဖြစ်ခဲ့ကြတဲ့ Iran Gary နဲ့ Hanset Chimaev ရဲ့ဖြစ်ရအစဆုံးကြောင့် UFC ရဲ့ Wonderweight ထဲမှာ Champion ကြီး Islam Makhachev ကိုရှင်ပြိုင်တွေ့ဆုံထိုးတက်ခဲ့မယ်ဆိုလို့ရှိရင်အလဲထိုးပြီးတော့အနိုင်ယူနိုင်ဖို့အတွက်အခွင့်အရေးရမ်းများနေတဲ့ fighter တို့ပေါ့ကျွန်တော်အမြင်သုံးသပ်ချက်အကြောင်းနဲ့ UFC ရဲ့ Waterweight Dan Champion ဟောင်းကြီး Black Muhammad အနေနဲ့ဒီသူ့ရဲ့ Prime Color အကြပိုင်းကိုရောက်ရှိနေပြီးတော့မကြာခင်အချိန်တွင်းမှာရှုံးပွဲဆက်သွားနိုင်တဲ့စတဲ့အကြောင်းအရာတွေကိုစူးစီးတုံသက်တင်ဆက်ပေးသွားရမှာပဲဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ပြီးခဲ့တဲ့ဒီ UFC Fight Night Event ပွဲစဉ်ပြီးမှဆိုလို့ရှိရင်ဒီ State စင်နောက်မှာတယောက်နဲ့တယောက်အမှန်ကန် ရန်ဖြစ်ခဲ့ကြပြီးတော့ပြဿနာတက်ခဲ့ကြတယ်။ UFC ရဲ့ Middleweight တန်းချန်ပီယံကြီး Hazard Chimaev နဲ့ Waterweight တန်းက Fighter ချန် Iran Carry တို့ရဲ့အကြောင်းကိုတင်ဆက်ပေးသွားကြမှာတယ်။ UFC ရဲ့ဒီ Waterweight တန်းက Fighter ချန်ဖြစ်တဲ့ Iran Carry ဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ UFC event ပွဲစဉ်မှာသူ့အနေနဲ့ဝင်ရောက်ရှင်ပြိုင်ထိုးသက်ကစားခဲ့တာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာသူက Fighter ချန် Blah Muhammad နဲ့ရှင်ပြိုင်ထိုးသက်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ဟာဆိုလို့ရှိရင်တော့ Iran Carry ကို UFC ရဲ့ Waterweight တန်းနံပါတ်1နေရာအတွက် ရှင်ပြိုင်ထိုးတက်ခဲ့တယ်လို့ပြောမှာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာအီရန်ဂယ်ရီနီနဲ့ဘလတ်မူဟာမတ်ကိုတော်တော်လေးကိုကောင်းတဲ့ performance မျိုးနဲ့အနိုင်ယူရရှိသွားခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအီရန်ဂယ်ရီနီနဲ့ဘလတ်မူဟာမတ်ကိုပွဲမဖြတ်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ဘလတ်မူဟာမတ်ရဲ့ decision king ဆိုတဲ့ဒီနာမည်ကိုလွှဲပြောင်းရယူလိုက်လားဆိုပြီးတချို့ပရိသတ်တွေကစားနောင်နေကြပါသေးတယ်။ဆိုတော့ပြောချင်တာကအဲ့ဒါမဟုတ်ပါဘူး။ UFC Fight Night Kata event ပွဲနဲ့ကျင်းပပြုလုပ်ပြီးသွားတဲ့အခါမှာ fighter တွေအနေနဲ့ backstage ကိုရောက်သွားပါတယ် backstage ကိုရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီ Hanset Chimaev အနေနဲ့ကလည်းအဲ့ဒီပွဲစဉ်ကိုရောက်ရှိနေတာပါ Hanset Chimaev အနေနဲ့သူ့ရဲ့ border ကြီးဖြစ်တဲ့ Arman Saukran ကိုဝင်းရံပေးဖို့တော့ရောက်ရှိနေတာဖြစ်ပြီးတော့ Arman Saukran ရဲ့ဒီ corner man အနေနဲ့သူကဝင်ရောက်ပြီးတော့ ဝင်ရံပေးခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာဟန်ဆက်ချီမာယက်အနေနဲ့အာမန်ဆာဂူခရန်နဲ့အတူတူတွဲပြီးတော့ထွက်လာတဲ့အချိန်မှာအာမန်ဆာဂူခရန်ကိုအီရန်ဂယ်ရီကသူ့ရဲ့နိုင်ပွဲအတွက်ဂုဏ်ပြုပါတယ်ဆိုပြီးတော့ဝင်ရောက်နှုတ်ဆက်ခဲ့ပါတယ်ဝင်ရောက်နှုတ်ဆက်ခဲ့တဲ့အချိန်မှာအီရန်ဂယ်ရီကလည်းဟန်ဆက်ချီမာယက်ကိုတွေ့တဲ့အတွက်ကြောင့်မလို့ဟန်ဆက်ချီမာယက်ကိုလည်းသွားပြီးတော့နှုတ်ဆက်စင်မှာဟန်ဆက်ချီမာယက်ကိုကြောပုတ်လိုက်တဲ့နည်းနည်းပြင်းသွားတဲ့အတွက်ကြောင့်မလို့ဟန်ဆက်ချီမာယက်ကအားပပနဲ့ပြန်ပြီးတော့ပုတ်လိုက်တဲ့အချိန်မှာဖိုက်တာနှစ်ယောက်လုံးအနေနဲ့ မင်းငယ်ကျောင်းလေးတယောက်တင်းသွားကြတယ်လို့ပြောရမှာဖြစ်ပြီးတော့ Iran Gary အနေနဲ့ကအဲ့လိုမျိုး Hazard Chimaev ကလုံလိုက်တဲ့ပုံမှာလှည့်ပြီးတော့သူကဘာမှမဖြစ်ဘူး AC ပဲဆိုပြီးတုံ့ပြန်စကားမျိုးပြောမယ်ဆိုပြီးတော့သူကပြောလာခဲ့ပေမဲ့လည်း Jarek က security တွေက defighter တွေရဲ့အကြောင်းကိုသိတဲ့တော့ကြောင့်မလို့ဝင်ရောက်ဖြန့်ပြေးခဲ့တဲ့အချိန်မှာပွဲတော်တော်ဆူသွားခဲ့တာဖြစ်ပြီးတော့ Hazard Chimaev ကို Iran Gary ကအပေါ်စား champion ကလေးစိတ်မကုန်သေးဘူးမင်းရဲ့ကစားပုံတွေကဆောင်းရံပြင်းမှုကောင်းတယ်ဆိုပြီးတော့လေတိုက်သွားခဲ့တာပဲဖြစ်ပါတယ်။ဒါဆိုချင်မရဲ့နေကပြန်ပြီးတော့တုံ့ပြန်ထားတာကတော့လောက်ကြားချင်းချင်းနှုတ်ဆက်ချင်တယ်ဆိုလို့ရှိရင်တတိချာချာ respect ရှိနှုတ်ဆက်ရတယ်။အဲ့လိုမျိုးဟိုပုတ်ဒီပုတ်လာပြီးတော့လုံနေတာကလောက်ကြားချင်းချင်း respect ရှိနှုတ်ဆက်တာမျိုးမဟုတ်ဘူး။ရန်စားတာမျိုးပဲယူဆတဲ့တော့ကြောင့်မလို့သူ့အနေနဲ့အဲ့ဒီလိုမျိုးတုံ့ပြန်ခဲ့တာဆိုပြီးတော့ပြောဆိုထားပါတယ်။ အကယ်၍သာဟန်ဆော့ချီမာရဲ့အနေနဲ့ဝါတာဝေးတဲမှာဆက်ပြီးတော့ရှိနေအောင်မယ်ဆိုရင်တော့ဒီဖြစ်စဉ်ကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီဖိုက်တာနှစ်ယောက်ကိုပွဲတက်ပေးလို့ရပြီးတော့ဘယ်သူကနိုင်ရရှိသွားမလဲဆိုပြီးတော့ကျွန်တော်တို့ဒီ MMA သုံးသက်တဲ့လူတွေကြားမှာသတင်းတင်ဆက်တဲ့လူတွေကြားမှာဆိုလို့ရှိရင်လည်းဒီပွဲချုပ်သုံးသက်ချက်သဘောမျိုးနဲ့မှထွက်လာနိုင်ပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာဝေတန်းကကွာခြားသွားပြီဖြစ်နေတဲ့အတွက်ကြောင့်မလို့ Ivan Gary နေနဲ့ကလည်းလက်ရှိလောလောဆယ်မှာသူ့အနေနဲ့မရေဝေတန်းကိုတက်ပြီးတော့ထိုးဖို့စီစဉ်မရှိသေးသလို ဟန်ဆက်ချမရဲ့အနေနဲ့ကလည်း waterway တန်းကိုပြန်ဆင်းဖို့လုံးဝအစီအစဉ်မရှိတော့တဲ့အတွက်ကြောင့်မလို့ဒီ fighter နူရှင်ပြိုင်တွေ့ဆုံမှုဆိုတော့လုံးဝမဖြစ်နိုင်တဲ့အနေအထားပါဒါပေမဲ့သူတို့ရဲ့ team mate တွေကတော့ရှင်ပြိုင်တွေ့ဆုံလို့ရသေးတဲ့အနေအထားဖြစ်ပြီးတော့ Ivan Gary ရဲ့ team mate ဖြစ်တဲ့ Charles Oliveira နဲ့ Hansa Chima ရဲ့ team mate ဖြစ်တဲ့ Armand Saru Grant တို့မချေဝဲပြန်လဲရှင်ပြိုင်ထိုးသက်တာမျိုးကိုလည်းကြည်သွားရနိုင်ပါတယ်။ဒါပေမဲ့လည်းအဲဒီကိစ္စတွေကတော့လက်ရှိလောလောဆယ်မှာမဖြစ်နိုင်သေးတဲ့ကိစ္စတွေလို့ပြောရမှာပဲဖြစ်ပါတယ်။ ဒါအပြင် Ivan Gary နဲ့လေကျဲသွားတာနောက်တစ်ခုက Ivan Gary ဟာအခုအချိန်မှာသူကနံပါတ်1နေရာကိုရောက်ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ Champion စင်ကာပူဂျိန်းလေးပေါ့ရရှိသင့်ပြီဖြစ်တဲ့ Fighter ဆိုပြီးစင်ခေါ်သွားတယ်။ Islam Marco Chef နဲ့ရှင်ပြိုင်ထိုးသတ်မယ်ဆိုပြီးတော့လည်းစင်ခေါ်သွားတယ်။စင်ခေါ်သွားပြီးတဲ့နောက်မှာဆိုလို့ရှိရင်သူ့အနေနဲ့ Islam Marco Chef နဲ့အကယ်၍သာပွဲထိုးခဲ့မယ်ဆိုရင်သူက Georgia နိုင်ငံကိုသွားရောက်ပြီးတော့ Mirab တို့အဖွဲ့နဲ့ Wrestling သွားပြီးတော့လေ့ကျင့်မယ်။အဲဒီကနေပြီး Wrestling ကူညီတောင်းမယ်ဆိုပြီးပြောထားခဲ့တာပဲဖြစ်ပါတယ်။ဒါက Islam Marco Chef တို့အဖွဲ့ကနေပြီးတော့ UW ရှေ့ဘေးကိုရှုံးသွားခဲ့တဲ့ဥမာနူမာကိုမတို့နဲ့ပတ်သက်ပြီးတော့အီရန်ဂယ်ရီကပါပါလီပုတ်လိုက်တာဖြစ်ပြီးတော့ဂျော်ဂျီယာနိုင်ငံက wrestling ကဒါဂစ္စတန်နိုင်ငံက wrestling ထက်ကောင်းတယ်ဆိုပြီးတော့သူကတစ်ဖက်လက်နဲ့ပြောကျင်တာပဲဖြစ်ပါတယ်။ဆိုတော့အကယ်၍သာ Islam Market Chef နဲ့ Iran Gary တို့ပွဲစဉ်ဖြစ်လာခဲ့မယ်ဆိုရင်လည်းကျွန်တော်တို့ပိတ်သက်တွေနေနဲ့စောင့်ကြည့်သွားရမှာပဲဖြစ်ပြီးတော့ပြောရမယ်ဆိုရင် Iran Gary ကလည်းမရှုံးအောင်ဆော့တဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ပွဲစဉ်ကတော့စိတ်လုံရှားဖို့ကောင်းပါပါ။ဆိုတော့ Iran Gary နေနဲ့ကတော့ အခုနောက်ပိုင်းမှာသူကခက်ဆက်ဆက်နဲ့ပွဲဖြစ်တတ်တဲ့ fighter တူဖြစ်ပြီးတော့သူ့အနေနဲ့အဓိကလိုအပ်နေတဲ့အချက်ကတော့ finishing skill ပဲဖြစ်ပါတယ်ကြာ fighter တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ finishing လောက်ပြပြီးတော့ပရိသတ်ဆွဲဆောင်မှုကိုအရယူတတ်ပေမဲ့ Iran Gary ကတော့အခုလက်ရှိလောလောဆယ်အချိန်မှာညွေတယ်မဲ့ fighter တွေကို finish လောက်ပြနိုင်ခြင်းမရှိဘဲနဲ့ စကားစစ်ထိုးတဲ့ပုံစံမျိုးနဲ့သာသူ့ရဲ့ပြန်ဘက်ဖိုက်တာတွေကိုလည်းသူကစိန်ခေါ်တက်ပြီးတော့ပြည်သက်တွေစီကလည်းစိတ်ဝင်စားမှုရယူတတ်တဲ့ပုံစံမျိုးဖြစ်နေပါတယ်။ဒါတော့အီရန်ဂယ်ရီအနေနဲ့လက်ရှိလောလောဆယ်မှာဆိုလို့ရှိရင်တော့သူကချန်ပီယံကပ်စိန်ခေါ်ကွင်းရရှိနိုင်တဲ့ဖိုက်တာဖြစ်တဲ့ချန်ပီယံကပ်စိန်ခေါ်ကွင်းရရှိခဲ့မယ်ဆိုရင်လည်းကျွန်တော်တို့ပြည်သက်တွေနဲ့ကြီးရမယ့်ဖိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဖိုက်တာရဲ့သတင်းတွေကိုလည်းမပြတ်တမ်းနားဆွင့်ထားဖို့လိုပါတယ်။ဆိုတော့ပြည်သက်တင်နေတဲ့ကရောအီရန်ဂယ်ရီရဲ့ performance နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်ယူဆသုံးသက်ချက်တွေရှိလဲဆိုတာကို comment မှာဆွေးနွေးတုံ့တက်ညင်းခုံပေးခဲ့ကြပါဦးခင်ဗျာ ောက်ထပ်တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC ရဲ့လက်ရှိတလောဆယ် Waterweight တန်းမှာ Islam Makhachev ကိုအလဲထိုးနိုင်ဖို့အတွက်အဖြစ်နိုင်ဆုံး fighter တူရဲ့အကြောင်းကိုကျွန်တော်အနေနဲ့တင်ဆက်ပေးသွားခြင်းပါတယ်ဟုတ်ပါတယ်အဲဒီ fighter ကတော့မကြသေးခင်ကမှ UFC 322 event ပွဲစဉ်မှာမှရှင်ပြိုင်ထိုးသက်သွားတဲ့ Michael Morales ဆိုတဲ့ fighter ပဲဖြစ်ပါတယ်။ Michael Morales ဆိုတဲ့ fighter ရဲ့အကြောင်းကိုပြောပြမယ်ဆိုလို့ရှိရင် သူ့ရဲ့ MMA record နဲ့ကျွန်တော်တို့အရေးဆုံးတွေ့ကြည့်ကြရအောင်ပါ။ Michael Morales ဆိုတဲ့ fighter အနေနဲ့ကလက်ရှိလောလောဆယ်မှာသူကရှုံးပွဲလုံးဝမရှိသေးတဲ့ fighter ဖြစ်ပြီးတော့ MMA ပွဲစဉ်ပေါ့16ပွဲရှင်ပြိုင်ထိုးသက်ထားပြီး16ပွဲလုံးကိုနိုင်ရရှိထားပါတယ်အဲ့ဒီတွေကမှ15ပွဲကိုပွဲသိမ်းပြထားပြီးတော့ပွဲသိမ်းပြထားတဲ့15ပွဲထဲမှာ14ပွဲကိုအထိအလဲထိုးနိုင်ရရှိထားပြီးတော့တပွဲကို submission နဲ့နိုင်ရရှိထားပြီးတော့ကြံ၄ပွဲကိုတော့ decision နဲ့နိုင်ရရှိထားတာဖြစ်ပါတယ် UFC မှတ်တမ်းကိုပြောရမယ်ဆိုရင်တော့ UFC ပွဲစီမှာပွဲစဉ်9ပွဲရှင်ပြိုင်ထိုးသက်ထားပြီးတော့ ခုနှစ်ပွဲစလုံးကိုနိုင်ယူရရှိထားပြီးတော့အဲ့ဒီတွေကမှပွဲစဉ်၅ပွဲထိကိုအလဲထိုးပြီးတော့နိုင်ယူပြထားတဲ့ fighter ဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့သူ့အနေနဲ့အလဲထိုးပါဝါတော်တော်လေးကိုကောင်းတဲ့ fighter ဖြစ်ပြီးတော့ UFC လိုမျိုးအဖွဲ့အစည်းမှာ၅ပွဲထိသူကအလဲထိုးနိုင်ယူရရှိထားဖို့ဆိုတာတော်တော်လေးကိုခက်ခဲတဲ့ကိစ္စပါ UFC ဖွဲ့စည်းကို2029ခုနှစ်မှာစတင်ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့လက်ရှိလောလောဆယ်အချိန်မှာဆိုလို့ရှိရင်တော့နံပါတ်3နေရာကရှောင်းဘရီဒီကိုနိုင်ယူရရှိပြီးတော့သူကနံပါတ်3နေရာကိုရောက်ရှိလာပြီပဲဖြစ်ပါတယ် ဆိုတော့ပြောရမယ်ဆိုလို့ရှိရင် Michael Morales အနေနဲ့လက်ရှိလောလောဆယ်မှာသူက Champion စိန်ခေါ်ခွင့်တောင်းမယ်ဆိုရင်တောင်းလို့ရတဲ့အနေအထားမှာရှိတဲ့ Fighter 2ဖြစ်ပါတယ်။ Michael Morales အနေနဲ့သူကဒီ boxing ကိုအခြေခံပြီးတော့ကစားတဲ့ striker ဖြစ်ပြီးတော့သူ့ရဲ့ background အကစားကတော့ wrestling လည်းပါတယ် judo လည်းပါတဲ့အတွက်ကြောင့်မလို့ ground game ဘက်မှာလည်းမခေတဲ့ Fighter 2ဖြစ်ပါတယ်။ ဆိုတော့ဒီဖိုက်တာကဘာကြောင့်မို့လို့အစ္စလာမ်မာကာရှက်ကိုအနိုင်ယူနိုင်တဲ့အလဲထိုးနိုင်တဲ့ဖိုက်တာ ဖြစ်မလဲဆိုပြီးတော့ကျွန်တော်အနေနဲ့ပြောရတယ်လဲဆိုလို့ရှိရင်တော့ဒီဖိုက်တာရဲ့ပွဲစဉ်တွေအကုန်လုံးကိုကြည့်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့သူ့ရဲ့1 2လက်သီးချက်တွေမာတင်တော်တော်လေးကိုအားပါတဲ့ဖိုက်တာဖြစ်ပြီးတော့သူ့ရဲ့1 2လက်သီးချက်ထိလိုက်တဲ့ဖိုက်တာတိုင်းဟာဆိုလို့ရှိရင်လုံးဝကိုဝီစိမ့်သွားကြတာဖြစ်ပြီးတော့တော်တော်လေးကိုဘက်ကပ်ပြန်ယူရတဲ့အနေအထားမှာရှိတဲ့ဖိုက်တာဖြစ်ပါတယ်ဒါအပြင်အစ္စလာမ်မာကာရှက်ကိုသူ့အနေနဲ့အသာစီးကြယူနိုင်တဲ့ အနေထားနောက်တစ်ခုကတော့ weight ဖြစ်ပါတယ်မိုက်ကယ်မိုရယ်လက်စ်အနေနဲ့ပွဲထိုးတက်တဲ့နေ့မှာဆိုလို့ရှိရင်သူ့အနေနဲ့ပေါင်190တိဝိတ်ချပြီးတဲ့နောက်မှာပွဲတွင်ဝိတ်က192ပေါင်တိရှိနေတယ်လို့သိရပါတယ်။ဒါအပြင်သူ့ရဲ့ reach ကလည်းတော်တော်လေးကိုများတဲ့ fighter ဖြစ်ပြီးတော့ Islam Makhachev က reach က90လက်မပဲရှိပါတယ်။ Michael Morales အနေနဲ့က reach က96လက်မတိရှိတဲ့အတွက်ကြောင့်မို့လို့ Michael Morales ရဲ့ reach နဲ့ အစ္စလာမ်မကရှက်တိုင်ပတ်သွားနေတဲ့အနေအထားမှာရှိပါတယ်။ဒါအပြင်အယံမောင်းကိုပြောရမယ်ဆိုရင်လည်းအယံမောင်းက6ပေကျော်အနေအထားရှိတဲ့အတွက်ကြောင့်မို့လို့လူကောင်းအနေအထားအတော်ကြီးကွာဟနေတဲ့အနေအထားမှာအစ္စလာမ်မကရှက်အနေနဲ့အလဲထိုးခံရနိုင်မှုအခွင့်အရေးကအများကြီးရှိနေတဲ့ဖိုက်တာဖြစ်ပါတယ်။ဒါအပြင်ဒေါ်ဂူနက်ကပြောခဲ့သလိုဒီဖိုက်တာရဲ့ ground game defense ပိုင်းဟာဆိုလို့ရှိရင်လည်းဂျူရိုအားကစားနည်းနဲ့သူက wrestling အားကစားနည်းကို base ထားထားတဲ့အတွက်ကြောင့်မို့လို့သူ့ကိုတောင်းတောင်းလဲချဖို့ကလည်းမဖြစ်နိုင်တဲ့အနေအထားဖြစ်ပါတယ်။ ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒူလူတယောက်အနေနဲ့ဘလောက်ပဲ wrestling skill တာတယ်ပြောပြောဘလောက်ပဲ pressure ပေးနိုင်တယ်ပြောပြောသူနဲ့ power နေထားกว่าတဲ့ fighter တယောက်နဲ့တွေ့မယ်ဆိုလို့ရှိရင်အလဲထိုးခံရတဲ့အနေထားမှာရှိနိုင်တာကဒါကိုင်းလုံးတော်တော်လေးကိုများပါတယ်ဆိုတော့ Islam Makhachev နေလဲဘလောက်ပဲသူက wrestling ကောင်းပါတယ်ပြောပြော weight တန်းกว่าဟာချက်တွေရှိနေတဲ့အတွက်ကြောင့်မို့လို့ middle weight တန်းလိုမျိုးနေရာမှာရှင်ပြိုင်ထိုးတက်လို့ရနိုင်တဲ့ fighter ဖြစ်တဲ့ Michael Morales နဲ့ရှင်ပြိုင်ထိုးတက်မဲ့အခါကြာလို့ရှိရင်တော့သူက လဲထိုးခံရနိုင်မှုအခွင့်အရေးကအများကြီးရှိနေတာဖြစ်ပြီးတော့ Michael Morales အနေနဲ့ကလည်းအနိုင်ယူရရှိနိုင်ဖို့အများကြီးရှိနေတာပဲဖြစ်ပါတယ်။ဆိုတော့ဒီ Fighter နှူးရဲ့အရာမောင်းတဲ့လုံးထယ်ကွာခြားချက်ကိုကျွန်တော်အနေနဲ့ဒီပုံမှာပြထားတာကိုပြည်သက်တွေတွေးရမှာပဲဖြစ်ပါတယ်။ ဒါအပြင် Michael Morales ရဲ့ဒီပွဲစဉ်တွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့လက်သီးပါဝါသူ့ရဲ့ရှင်ပြိုင်ထိုးတတ်တဲ့ပုံသူနဲ့ fighter တွေနဲ့တခြားသော fighter တွေနဲ့ခန္ဓာကိုယ်အနေထားကွာဟမှုတွေကိုကြည့်မယ်ဆိုလို့ရှိရင်တကယ်၍သာဒီပွဲစဉ်ဖြစ်လာခဲ့မယ်ဆိုရင် Islam Makachev အတွက်တော်တော်လေးကိုမလွယ်တဲ့အနေထားရှိတဲ့ပွဲစဉ်တစ်ပွဲလို့ပြောရမှာပဲဖြစ်ပါတယ် ဆိုတော့ပြည်သက်တွေအနေနဲ့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အချက်လက်တွေမှာမူတည်ပြီးတော့ Islam Market Chef အနေနဲ့အကယ်၍ Michael Morales နဲ့ရှင်ပြိုင်ထိုးသက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်နိုင်ုံရရှိနိုင်သလားဒါမှမဟုတ်ကျွန်တော်ပြောသလိုပဲ Michael Morales ကပဲ Islam Market Chef ကိုအလဲထိုးသွားနေသလားဆိုတာကို comment မှာကျွန်တော်နဲ့အတူဝင်ရောက်သုံးသပ်ပေးခဲ့ကြပါဦးခင်ဗျာ အားလုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ UFC ရဲ့ Waterweight တန်း Champion ဖြစ်ပြီးတဲ့နောက်မှာရှုံးပွဲဆက်နေတဲ့ Fighter ဖြစ်တဲ့ Bla Muhammad နေနဲ့မကြခင်ချိန်အတွင်းမှာအားယူသွားနိုင်တယ်ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါတယ်။ UFC ရဲ့ဒီပြီးခဲ့တဲ့ UFC Fight Night Qatar Event ပွဲစဉ်မှာဆိုလို့ရှိရင်အရင်က UFC ရဲ့ Waterweight တန်း Champion ဟောင်းဖြစ်ခဲ့ပူတဲ့ Bla Muhammad အနေနဲ့ ်ယူငယ်ချီတက်ဖိုက်တာအီရန်ဂယ်ရီနဲ့ရှင်ပြိုင်တွဲဆုံထိုးတက်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့အီရန်ဂယ်ရီနေနဲ့ဘလာမူဟာမက်ကို UN number decision နဲ့နိုင်ယူရရှိခဲ့တာဖြစ်ပြီးတော့ဘလာမူဟာမက်နေနဲ့လက်ရှိလောဆယ်အချိန်မှာဆိုလို့ရှိရင်တော့သူကရှုံးပွဲနှစ်ပွဲဆက်နေပြီဖြစ်ပါတယ်သူအနေနဲ့သူ့ရဲ့ချန်ပီယံကပတ်ကိုပထမအဦးဆုံးကာကွယ်တဲ့ပွဲစဉ်မှာ JDM ကိုရှုံးတာတပွဲပြီးတော့လက်ရှိလောလောဆယ်မှာ Uran Gary ကိုရှုံးတာတပွဲနှစ်ပွဲဆက်လိုက်ရှိနေပြီဆိုတဲ့အနေထားမှာသူ့ရဲ့နောက်ထပ်ပြိုင်ပွဲဖိုက်တာကဘယ်သူဖြစ်သွားမလဲသူ့အနေနဲ့ဘယ်လိုဖိုက်တာမျိုးတွေနဲ့ရှင်ပြိုင်ထိုးသက်သွားတင်တယ်လဲ သူ့အနေနဲ့ဒီ UFC Waterweight တန်းမှာရောတကယ်ကိုရှင်ပြိုင်ထိုးသက်နိုင်သေးရလားစသည်ဖြင့်အများကြီးမေးခွန်းထုတ်ရှာရှိနေပါတယ်။လာမူဟာမန်အနေနဲ့ဒီအရင်တော့ကတော့သူက wrestling game မှာအခြေခံပြီးတော့ကစားတဲ့ fighter တူဖြစ်ပြီးတော့သူ့အနေနဲ့ပြိသက်ကြိုက်တဲ့အင်အားတော်တော်လေးကိုနည်းတဲ့ fighter ဖြစ်ပါတယ်။လာမူဟာမန်အနေနဲ့သူ champion မဖြစ်ခင်ကသူ့အနေနဲ့ဒီနိုင်ပွဲတွေရရှိခဲ့တော့လေသူ့ရဲ့နိုင်ပွဲတွေဟာ decision နဲ့ပဲနိုင်ရရှိခဲ့တယ် decision နဲ့နိုင်ရရှိခဲ့တယ်ဆိုတော့အနေထားမှာတော့တော်တော်လေးကိုပြင်းဖို့ကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ ပြိတက်တွေကတော်တော်လေးကိုနည်းပြီးတာဖြစ်ပြီးတော့ပြိုင်မဲ့ fighter တွေကလည်းသူ့ကိုတော်တော်လေးကိုလောင်ပြောင်းလေးရှိပါတယ်ဒါပေမဲ့အဲ့ဒီဂျင်တွေကိုသူ့အနေနဲ့သူက habit numa ကို metro ရဲ့ဂျင်မှာတော့ရောက်၄ဂျင်ပြီးဂျင်ကနေစပြီးတော့ပြင်ခဲ့တာဖြစ်ပြီးတော့ ။ဒါပေနူမာကိုမက်ဒိုတို့ team ကနေပြီးတော့သူ့ကိုကြီးကြပ်ပေးချိန်ကနေစပြီးတော်တော်လေးကိုကောင်းတဲ့ fighter တယောက်ဖြစ်လာတာဟာဆိုလို့ရှိရင် Leon Edward နဲ့ရှင်ပြိုင်ထိုးသက်ခဲ့တဲ့ပွဲစဉ်မှာတွေ့နိုင်ပါတယ်။အဲ့ဒီပွဲစဉ်မှာဆိုရင် Leon Edward ကိုသူ့အနေနဲ့အကောင်းဆုံး position နေနဲ့ပဲအနိုင်ရရှိအောင်ရှင်ပြိုင်ထိုးသက်ခဲ့ပြီးတော့တောက်လျှောက်ဆိုလိုဖိအားပေးပြီးထိုးသက်ခဲ့တာကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်။ဒါအပြင်အဲ့ဒီပွဲစဉ်ပြီးတော့ JDM နဲ့ရှင်ပြိုင်ထိုးတက်တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လေ JDM လိုမျိုး striker ကိုသူ့အနေနဲ့ ်မျက်နှာချင်းဆိုင်ရှင်ပြိုင်ထိုးသက်ခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာ performance ကောင်းကောင်းကိုပြတ်တသွားခဲ့ပေမဲ့သူ့အနေနဲ့ champion ကပတ်ကိုလက်လွတ်ခဲ့ရတာတော့နှမျောစရာကြီးပဲဖြစ်ပါတယ်အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာတော့ Blair Muhammad အနေနဲ့ Iran Gary ကိုရှင်ပြိုင်ထိုးသက်ခဲ့ပြီးတော့ဒီပွဲစဉ်မှာဆိုရင်လည်း Iran Gary ကိုသူ့အနေနဲ့ရှင်ပြိုင်ထိုးသက်တဲ့နေရာမှာတော်တော်လေးကိုတစ်ခုခု off ဖြစ်နေတယ်လို့ခံစားရတယ်အရင်တော့က Blair Muhammad လို့ပြောရှင်ပြိုင်ထိုးသက်တာမဟုတ်ဘဲနဲ့တော်တော်လေးကိုလိုအပ်ချက်ရှိနေတယ်လို့ကျွန်တော်အနေနဲ့ထင်မြင်သုံးသပ်မိတယ်ဆိုတော့ သုံးသက်ဆရာကူကသူ့အနေနဲ့အခုချိန်မှာကအသက်36နှစ်အရွယ်ရှိပြီဖြစ်တဲ့ fighter ဖြစ်တဲ့38နှစ်ကိုနီးကပ်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ fighter တယောက်အနေနဲ့တက်ရွယ်ကြီးမြင့်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှင်ပြိုင်ထိုးသက်ဖို့အတွက် skill တွေကျလာလားဆိုတာတော့မပြောတတ်ဘူးအဲဒီမဲ့ဘလဲမူကမန်နေလက်ရှိလောလောဆယ်မှာဆိုလို့ရှိရင်တော့သူ့အနေနဲ့အကြပိုင်းကိုရောက်သွားပြီလို့ကျွန်တော်ကတော့တော်တော်လေးခံစားမိနေတယ် ဆိုတော့လက်ရှိလောလောဆယ်အချိန်မှာဆိုရင်တော့ဘလတ်မူဟာမန်အနေနဲ့သူက ranking နေရာ20လောက်ထိကျသွားပြီဖြစ်ပြီးတော့သူ့အနေနဲ့ champion စင်ကာကွင်းရဖို့မပြောနဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲမှာ fighter ကောင်းကောင်းနဲ့တွေ့ဖို့တောင်မှသူ့အနေနဲ့ဒီတော်တော်လေးကိုမျှော်လင့်ရအောင်ပါပဲဖြစ်ပါတယ်လဲမူအမေ MMA record ကတော့ MMA ပွဲစဉ်ပေါင်း29ပွဲထိုးထားပြီးတော့24ပွဲနိုင်5ပွဲရှုံးဆိုတဲ့အနေအထားဖြစ်ပါတယ်။ UFC ပွဲစဉ်မှာတော့ပွဲ20တိရှင်ပြိုင်ထိုးသက်ထားပြီးတော့15ပွဲနိုင်5ပွဲရှုံးဆိုတဲ့အနေအထားမှာသူ့အနေနဲ့နိုင်ရရှိထားတဲ့ဒီပွဲစဉ်တွေက6ပွဲကိုသာသူက finishing လုပ်ပြီးတော့အဆုံးသတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကို finishing rate နိုင်တဲ့ fighter လို့ပြောလို့ရတယ်။ဒါကြောင့်မို့လို့လည်းသူ့ကိုပြိသက်တွေကစိတ်ဝင်စားမှုယောနေနေတာဖြစ်ပြီးတော့အဲ့ဒီလိုမျိုးစိတ်ဝင်စားမှုယောနေနေတဲ့ဂျားတွေကမှရှုံးပွဲဆက်သွားမယ်ဆိုရင်တော့ဗလဲမူဟာမတ်အတွက်တိတ်ပြီးတော့မတွေးရဲစရာဖြစ်ပါတယ်။ဆိုတော့ပြိသက်တွေအနေနဲ့ကရော fighter ကြီးဗလဲမူဟာမတ်အနေနဲ့သူ့ရဲ့နောက်ထပ်ပြိုင်ဘက် fighter ဖြစ်နေဘယ် fighter ကိုရှင်ပြိုင်ထုတ်သက်သွားတယ်လဲသူ့အနေနဲ့ဘာတွေပြင်ဆင်သွားတယ်လဲဆိုတော့ကို comment မှာသူတို့သုံးသပ်နေခုံမိကြအောင်ပါခင်ဗျာ။